ဇရရဲ့မိတ်ဆွေတွေအားလုံးဇရက925ခုနှစ်17လပိုင်းနိုဝင်ဘာလအတွက်ဒလစာချောင်းရံဆောင်ရံအတွက်ကန်ဂျီမာဟောစနန်းကိုတနင်္ဂနွေသားသမီးတွေအတွက်ဟောကြားပေးမှာဖြစ်တဲ့အတွက်ဥစွာပထမတနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရရဘေးပြာမှန်မြဝေးကွာကြပါစေကြောင်းနဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးဒီဗီဒီယိုလေးကိုရှယ်ပေးကြပါအောင်လို့ဇရကပြောချင်ပါတယ်ဒီ925ခုနှစ်17လပိုင်းအတွင်းမှာတနင်္ဂနွေသားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ရင်ထဲမှာ ဘယ်ຢာတွေရှိနေမလဲဆိုရင်2025ခုနှစ်17လပိုင်းပြမှာမိတ်ဆွေတို့ရဲ့ယင်ထဲမှာဆုံးဖြတ်ချက်တစ်ခုခုကိုချမှတ်ရတော့မယ်ငါဟာဒီကိစ္စတစ်ခုခုကိုလှုပ်ဆောင်ရတော့မယ်ဆိုတာမျိုးကျင်းသည်စဉ်းစားတွေးခေါ်ပြီးတော့ဆုံးဖြတ်ပြီးတော့မဖြစ်ဖြစ်အောင်လုပ်မယ်မရရအောင်လုပ်မယ်ဆိုတဲ့ဖြစ်လို့တဲ့စိတ်ဖြစ်ပေါ်နေသော ကာလဖြစ်ပါတယ် ဒါပြင်မိတ်ဆွေတို့လေသားသမီးတွေကဒီနေ့တော့25ခုနဲ့17ရက်ပိုင်းမှာအလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေအပျော်ပါးနဲ့ပတ်သက်တာလေးတွေမှာတတိထားစင်ရင်ပေးဖို့လိုအပ်တယ်လို့ဘာသာတရားနဲ့နည်းနည်းမေ့နေတယ်ဗဇက်ကဖျားလက်ကကာယဆိုတော့ကာလဖြစ်နေတဲ့အတွက်ဘာသာတရားနဲ့ပတ်သက်လာရင်ပုံမူပြီးတော့ထိတွေ့ပြီးတော့ကောင်းမွန်အောင်လှုပ်ဆောင်တာဟာပုံမူအသာကောင်းမှုပြီးတော့တိုးတက်နိုင်ကြောင်းထပ်လောင်းပြောကြားလိုက်ပြပါခင်ဗျာကောင်းပြီအကြောင်းကလည်းမိတ်ဆွေတို့လုပ်ငန်းတွေရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အသာကောင်းမှုတိုးတက်နိုင်ပါတယ် ဒါအပြင်အလှကိုဆိုင်ရာလုပ်ငန်းတွေဖန်စီပစ္စည်းတွေပကြီးဘုပေတင်ပေဒစံကျန်းတဲ့ပတ်သက်တဲ့လုပ်ငန်းတွေခြေထုတ်ဆောင်ရလုပ်ဆောင်မှအထယ်လေးလုပ်ငန်းတွေအကျိုးပေးပါတယ်။ရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။ကွန်ပျူတာတို့ကားတို့ဆက်ပစ္စည်းတို့စားတောက်ကုန်လုပ်ငန်းတို့စံစီစေစားနဲ့ပတ်သက်တဲ့အရာလေးတွေကိုပိုင်လုပ်ငန်းတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ အဲမိတ်ဆွေတို့နေနဲ့အဖွဲ့အစည်းတို့အသင်းအဖွဲ့တို့နဲ့ပတ်သက်ပြီးလှုပ်ဆောင်တာထက်စက်ကူလုပ်ငန်းကလေးတွေအစုရှယ်ယာကလေးတွေစုရေးကလေးတွေဒီလိုမျိုးလုပ်ငန်းတွေရှိတို့ကောင်းမွန်အားသာပြီးတော့လက်လွန်နေသောငွေကြီးတွေမှာပြန်လဲတောင်းဆိုပါပြန်လဲရရှိမယ်ဆိုတဲ့ကာလဖြစ်ပြီးတော့ညီကောင်မတော်တွေရဲ့အငွေကြီးအထောက်အကူတွေရရှိတာမျိုးလေးတွေညီကောင်မတော်စုမျိုးသားချင်းတွေရဲ့ငွေကြီးအဆင်ပြေမှုတွေကိုရရှိတတ်သောကာလဖြစ်ပါလေခင်ဗျာအရှိရေလူငယ်တွေအရှိရေနဲ့ပတ်သက်လာရင်တော့မေတ္တာရေးစမ်းအရှိရေကအားကောင်းနေပြီးတော့ဖူးဆခြင်းပေါ်တရှင်း ို့မဟုတ်လို့ရှိရင်အရှိရင်နဲ့ပတ်သက်လာရင်မိမိချစ်တော်မြတ်လို့တော့သူကနေပြီးတော့ပြန်ပြီးတော့အဖြေရခြင်းအဆက်အသွယ်ပြတ်နေတော့သမီးသားတွေပြန်လဲအဆက်အသွယ်ရရှိခြင်းနဲ့ကြုံဟတ်တတ်တဲ့အတွက်တော့အရှိရင်နဲ့ပတ်သက်လာရင်တော့ဘာမှမဆိုရှိတို့ဆောင်ရပြီးတော့စ조사ရင်ကြီးစားလဲရကံကောင်းရင်အိမ်တော်တော်ကြသွားပါဦးမယ်အိမ်တော်ကြလို့ရှိရင်လည်းဆရာငင်နာမင်္ဂလာရလာရွေးလို့ရပါတယ်ခင်ဗျာကောင်းပြီမိတ်ဆွေတို့အနေနဲ့သမီးသားတွေအနေနဲ့အရှိရင်နဲ့ပတ်သက်လို့ရှိရင်စုပ်ခေါ်လက်ကောဝင်လာတတော်လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ။ တို့အပြင်မိတ်ဆွေတို့ဒီတလတာပေါ်တွင်မှာနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုး passport visa လုပ်ငန်းနဲ့ပတ်သက်တာမျိုးရက်ဝေးခရီးသွားနဲ့ပတ်သက်လို့ရှေ့တိုးဆောင်ရွက်လှုပ်ဆောင်မှာတိုးတက်ခြင်းကံကောင်းခြင်းတွေရရှိတတ်သောကာလဖြစ်ပါတယ်ယာဒူတိုးဖို့ယာဒူတက်ဖို့မျောလင့်နေတဲ့မိတ်ဆွေများယာဒူတိုးခြင်းယာဒူတက်ခြင်းတွေကြုံဝနိုင်သောကာလပတ်တာပိုင်းခြားဖြစ်ပြီးတော့အဝေးတနေရာကနေပြီးတော့ဆွေမျိုးသားချင်းညီကိုမောင်နှမတွေရဲ့အထောက်အပူတွေ အခုအညီတွေအဆက်အသွယ်တွေရရှိတတ်သောကာလပိုင်းခြားဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်တာတော်တွေမှာဆိုရင်စာရုပ်စာနာကိစ္စနဲ့ပတ်သက်လို့ချီတူဆောင်ရွက်လုပ်ဆောင်မှာငွေကြေးဆိုင်ရာကိစ္စလေးတွေမှာတော့ချီတူဆောင်ရွက်ပြောဆိုရင်အောင်မြင်ခြင်းအားသာခြင်းနဲ့တိုးတက်ခြင်းတွေရရှိတတ်တယ်လို့ငကောကသာသမီမရရှိသောမိတ်ဆွေများသာသမီရရှိတာမျိုးသာသမီစုပန်နာမျိုးလေးတွေမှာချီတူအားသာကောင်းမှုပြီးတော့ကံကောင်းစေတော်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ထို့ပြင်ရေရှားမြေရှားဘတ်စကိုဗီဇာလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်လည်းမထင်မှတ်ဘဲနဲ့ခရီးသွားရခြင်းတွေရဝေးခရီးကိုသွားရတတ်တော်လာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပြစေခင်ဗျာ မိတ်ဆွေတို့ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့အစာအိမ်နဲ့ပတ်သက်တာမျိုးစီးနဲ့ပတ်သက်တာမျိုးလေကြောင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာသတိထားဆင်ခြင်ပေးရလိုအပ်ပြီးတော့ငကိုကယောဂဟောင်းကို အစ်စ်ပြန်ဖြစ်တာမျိုးလေးတွေယောဂဟောင်းအချိန်ခံရှိသောမိတ်ဆွေများ one bite လို့အစာအိမ်လို့စီးလို့နဲ့ပတ်သက်တဲ့မိတ်ဆွေများအဖို့ကတော့ဒီကာလတော်တွေမှာကျမ်းမာရေးနဲ့ပတ်သက်လာရင်ဒီရာလေးတွေကိုပုံမူပြီးတော့အဲသတိထားပြီးတော့အပူအဆက်စားတွေတွေးတိုးတွေးတက်စားတွေသတိထားဆင်ခြင်စားသုံးပါ ယောဂဟောင်းကအစ်စ်ပြန်ထခြင်းမျိုးတွေကြုံရတတ်တာလို့ကျန်တာဘာမှဆူဆူဝါဝါမရှိတာပါဘူး။အဲဒီကျမ်းမာရေးညံ့ငယ်ရေဆူဆူဝါဝါညံ့ငယ်ပြီဆိုရင်တော့မကောင်းတဲ့အတ္တပညာတွေအတိုက်အခိုက်တွေစုံတိုက်တွေနှက်တိုက်တွေတတိုက်တွေပြူစားတိုက်ခိုက်ခြင်းခံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုသတိထားစဉ်းမြင်ပေးရအတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။မထင်မှတ်ဘဲနဲ့အိုးဝိတ်ချမ်းပြီးပိုင်ဆိုင်ရတာမျိုးအသစ်ဆောက်ရတာမျိုးနေရာတိုင်းမြင့်အသစ်တွေ ရရှိတာမျိုးပိုင်ဆိုင်တာမျိုးတွေကြုံရတတ်တယ်လို့ငကိုကသာသမိကိစ္စတွေမှာပြောလို့ဆိုလို့မကောင်းတဲ့မိတ်ဆွေများသာသမိနဲ့ပတ်သက်လို့ရှိရင်စိတ်ချမ်းသာခြင်းသာသမိနဲ့ပတ်သက်လို့တပည့်လက်သားလက်အောက်ငယ်သားနဲ့ပတ်သက်ရင်များစွာအကူအညီရရှိတတ်သောလက်ဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေအဲတနင်္ဂနွေသာသမိများဒီကာလတာတော့ဒီမှာဆိုရင်ငွေကြေးနဲ့ပတ်သက်လာရင်တော့အနည်းငယ်လေးအခက်အခဲအကြံ့အကြာလေးအဲကြုံရနိုင်ပေမဲ့လက်လွန်ထားတဲ့ငွေကြေးတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်ခြင်းငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်ဘာကိုမဆို အဲစွမ်းလာလို့ပေါ့မိမိကိုယ်တိုင်ဦးစီးဦးဆောင်ပြီးပြောဆိုလုပ်ခြင်းတွေကအသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်အိန်းအောင်ရှင်မြတ်အဖို့ကတော့အိန်းအောင်ရင်းမှာတုံးနဲ့တုံးတယောက်နဲ့တယောက်မျက်နှာရှင်းဆိုင်ရကိုပြဿနာတက်ရတာမျိုးတွေဂျုံအားတက်တယ်လို့အိန်းတွင်းရေးကိစ္စလေးတွေကိုအကြောင်းပြုပြီးတော့ပြဿနာတက်တာမျိုးမိသားစုကိစ္စလူမျိုးရေးကိစ္စအိန်းတွင်းရေးမှာကြားလူတူတယောက်ကြောင်းအကြောင်းပြုပြီးတော့ပြဿနာပဋိပက္ခလေးတွေဂျုံအားတက်တဲ့အတွက်တော့သတိထားစင်ရင်ပြရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျဖြစ်နိုင်ရင်ဒီကာလမှာ အမွေကိစ္စတွေအမှုကိစ္စတွေကကိုကိုရဲဥစည်းဥဆောင်မလုပ်ပါနဲ့ညံ့ပါလေအမွေကိစ္စလေးတွေအမှုကိစ္စလေးတွေမိသားစုအိမ်တွင်းရေးကိစ္စတွေမှာကိုပေးနိုင်ရင်ပေးလိုက်ပါမပေးနိုင်လို့ရှိရင်မပေးနိုင်နဲ့ဘာလို့လဲဆိုတော့အဲကိုကိုကိုကပြောပါမှကိုရဲ့အပြစ်မြင်လာတာမျိုးတွေကိုကိုဝေဖန်တိုက်ခိုက်တာမျိုးတွေကြုံရတတဲ့အတွက်တော့အိမ်တွင်းရေးကိစ္စအိမ်တော်ရေးကိစ္စအဲမိသားစုရေးကိစ္စလေးတွေမှာတော့ဖြစ်နိုင်လို့ရှိရင်ကိုအထက်နိုင်ဆုံးနည်းနည်းလေးဟို ဥဆောင်ဆောင်ရတာမျိုးဝင်ပါပြီးပြောဆိုတာမျိုးလေးအားနည်းစေသလိုမိမိရဲ့အိမ်တွင်းရေးကိစ္စကိုသူတို့များကိုတူတူများကိုတွားပြီးတော့အကူအညီတောင်းလာမှထိုသူကကိုကိုပြောဆိုပြတင်တာမျိုးတစ်ဖက်မှာတော့မိတ်ဆွေတွေနဲ့ပတ်သက်လို့တစ်ဖက်မှာတော့ပြောပြောကိုနဲ့မလုံတော့မှအပြစ်တင်ဝေဖန်တာမျိုးတွေကြုံရတတ်တယ်လို့တနည်းနည်းသာသမီးမိတ်ဆွေတို့ဒီလဟာမိတ်ဟောင်းဆွေဟောင်းနဲ့ပတ်သက်တာမျိုးကြီးစားဟောင်းနဲ့ပတ်သက်တာမျိုးဖြစ်ခဲ့ပြီးတော့အဟောင်းတွေကို ကိုကိုတဦးတစ်ယောက်တစ်စုံတစ်ယောက်ကကြိုးကင်ချင်းချောက်ချင်းအကြက်တဲဖြစ်ခြင်းတွေကြုံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုတတိထားစဉ်းမြင်ပြရအတွက်တော့လိုအပ်သောကာလအပိုင်းခြားဖြစ်ပါတယ်အလောင်းမစားနဲ့ပတ်သက်ရင်တော့ကြွေတလဲကြက်တကုံမလုတ်ပါနဲ့ငလောင်းမစားနဲ့ပတ်သက်ရင်လူလိန်ခံရခြင်းမျိုးတွေအဲအလောင်းမစားနဲ့ပတ်သက်ရင်တတိထားစဉ်းမြင်ပြရမယ်လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအပြောအပားတို့အလောင်းမစားတို့မိခေါင်းဆွေဟောင်းတို့နဲ့ပတ်သက်ရင်တော့အားနည်းစီတော့လာဖြစ်ပြီးတော့ဘာကိုမဆိုတတိကလေးကပ်ပြီးလောက်ခါမှတော်ခါကြမဲ့ကာလအပိုင်းခြားဖြစ်ပါတယ် ။ပညာရေးနဲ့ပတ်သက်လာရင်လည်းပညာရေးနဲ့ပတ်သက်ရင်ကိုလက်ရှိသင်ယူနေရတာတခုဖြစ်နေတာတခုအဲတင်နေရတာတခုဖြစ်ရှင်တာတခုဆိုပြီးတော့နှစ်ခုစိတ်တိုင်းမကြခြင်းနေစိတ်မပြောခြင်းနေကြုံရတတ်တယ်လို့မိအပေါင်းအသင်းမိတ်ဆွေတွေကြောင့်အဖြစ်ဝင်လာတာမျိုးလေးတွေကြံ့ကြတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ပညာရေးနဲ့ပတ်သက်လာရင်တော့အားနည်းသောကာလဖြစ်တဲ့အတွက်တာမန်ထက်တော့ပို့ပြီးစူးစားကာမတော်ကြမယ်လဖြစ်ကြောင်းထက်လောင်းပြောကြားလိုက်ပြသည်ဒီတလားတာတော့ဒီမှာမိတ်ဆွေတနည်းဝင်တာသမီးတွေအနေနဲ့ဘာကိုမဆို မိမိတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာဗုဒ္ဓဘုရားသမီးတို့တနင်္လာသာသမီးတို့ရဲ့အကူအညီကိုရယူပြီးပြောဆိုခြင်းဟာအောင်မြင်တိုးတက်ပြီးတော့ကံကောင်းစေတော့လာဖြစ်မှာအသေးချာပဲဖြစ်တယ်။အရေးကြီးသောကိစ္စရက်တွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအဝါရောင်လို့ခဲရောင်လို့အစိမ်းရောင်လို့များများပါတော့အရာတွေကိုဝစ်ဆင်ပြီးတော့ပြုမှုဆောင်ရွက်ရင် အောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေရရှိစေမယ်လာဖြစ်ပါတယ်။အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုလို့ရှိရင်တော့နှစ်ကဏ္ဍသုံးကဏ္ဍ ခုနှစ်ကနန်းနေတာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အာသာကောင်းမှုကံကောင်းစီတော့လာဖြစ်ပါတယ်အကျိုးပေးတော့အရက်ဟာတော့တောင်စုစုရက်ဖြစ်ပြီးတော့စန်းတီယာရက်ကတော့အရှိအယဖြစ်ပါတယ်ခင်ဗျာဒီတလားတာတော့ဒီမှာမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမိမိတို့လိုရာကိစ္စကိုမသွားမီမိမိတို့ရဲ့လိုရာကိစ္စအမှုကလေးကိုမပြုမီမှာမိမိအိမ်ကနေပြီးတော့လေချွန်သွားတာမျိုးဖြစ်စီတို့မဟုတ်လက်ခုပ်လက်ဝါးကလေးတီးပြီးတော့လူရာကိုကိစ္စကိုပြုမှုဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့လာဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒီလာတာတော့တွင်မှာမိတ်ဆွေတို့နဲ့သာသမီများအနေနဲ့အကျိုးပေးသောအစွမ်းအားလို့ပေါ့ဟိုအကျိုးပေးသောကဏ္ဍအဖျားလေးနေနဲ့ဆိုနှစ်ကဏ္ဍသုံးကဏ္ဍခုနှစ်ကဏ္ဍတွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အဆင်ပြေနိုင်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီလာတာတော့တွင်မှာတတိထားစင်နေရမှာတော့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းအနေနဲ့ပတ်သက်လို့တတိထားပါလောင်းကစားအပြောအပန်းနဲ့ပတ်သက်လို့ညံ့ပါတယ်လူမှုရေးကိစ္စလေးတွေဘာသာရေးကိစ္စလေးတွေပဋိဒိတကိစ္စလေးတွေမှာ ကိုကစေတနာနဲ့ပုံညီလိုက်ပေမဲ့ဝေဒနာဖြစ်ရတာမျိုးလေးတွေရိုးစွဆွဆွဲခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုတော့တာမန်ထပ်ပို့ပြီးတတိထားဆင်ခြင်ရအတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပြစီအိမ်သွင်းရေးကိစ္စအမွေကိစ္စမိသားစုကိစ္စအမှုကိစ္စလေးတွေမှာကိုကိုယ်တိုင်ဦးစီးဦးဆောင်မလုပ်ပါနဲ့တတိထားဆင်ခြင်ရအတွက်တော့လူအပ်သောကာလဖြစ်တယ်ဝေးကွာနေသောအိမ်တော်ပံများအဖို့ပြန်လဲဆက်သွယ်ရရှိခြင်းတရင်ကောင်းကြားခြင်းတွေကြုံရတတ်တယ်လို့မိမိတို့ရဲ့ဆွေမျိုးသားချင်းမိသားစုဝင်တွေနဲ့အဆက်အသွယ်ပြတ်နေသူတွေအချုပ်အနှောင်ဖြစ်နေသူတွေ လုံးဝအဆက်အသွယ်ပြတ်ပြီးပျောက်နေတော့သူကပြန်လဲရှာတွေ့တာမျိုးအဆက်အသွယ်ရတာမျိုးကြီးဂျုံကတက်တယ်လို့အရှုံနောက်နေနဲ့လွတ်ဖြစ်နေတဲ့သူမိတ်ဆွေများအရှုံနောက်လွတ်ရှင်းနေတဲ့တရင်ကောင်းကြားခြင်းတွေဂျုံကတက်တော့ကာလဖြစ်ပြီးတော့ညီကောင်မောင်ကကိစ္စလေးတွေကြောင့်ငွေကြီးထောက်ကူရရှိတာမျိုးမိသားစုဆွေမျိုးသားချင်းတွေကြောင့်အကူအညီရရှိတာမျိုးတွေဂျုံကတက်တော့ကာလဖြစ်ပါတယ်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ဆက်သူလုပ်ငန်းတွေအကျိုးပေးပါတယ် စေဝါလုပ်ငန်းတွေကျူးပေးပါတယ်တို့အပြင်မိတ်ဆွေတို့အနေနဲ့ဘာလို့ဖြစ်ဖြစ်အစုရှယ်ယာစုချင်းနဲ့ပတ်သက်တာမျိုးငွေကြေးနဲ့ပတ်သက်တာမျိုးနိုင်ငံခြားပတ်စုဗီဇာလုပ်ငန်းဒီလိုလုပ်ငန်းတွေမှာချစ်လို့ဆောင်ရအားတာကောင်းမှုတို့တက်ပြီးတော့ဘာလို့လုပ်လို့တနေ့မှနေတနေ့မှနေချင်းတွဲလို့တာမျိုးတွေဟာကံကိုအားနေစီပြီးအစင်မပြေမှုတွေများစွာကြုံရတတ်တဲ့အတွက်အရေးကြီးသောကိစ္စတွေကိုလုပ်တဲ့အခါသတိထားပေးပါတနေ့ဟိုနေသားသမီးတွေနဲ့တွဲဖက်လောက်တာမျိုးသို့မဟုတ်တောက်ကြသားသမီးတွေနဲ့ပေါင်းစုလောက်တာမျိုးတွေမှာတတိတာဆင်ကျင်ပြန်လိုအပ်ပါတယ်။ဒါအပြင် အနောက်ဆူဆူရက်ကိုခရီးထွက်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုထစ်မငော့ပြီးတော့ကံအားနည်းစီတော့ကာလာဖြစ်တဲ့အတွက်သတိထားဆင်ခြင်ပေးပါ အပန်းရောင်မိုးရရောင်ပန်းရောင်မိုးပြရောင်လေးတွေမှာသတိထားဝတ်ဆင်ပေးပါမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စလေးတွေမှာအကြံအကြာလေးတွေကြုံရတတ်တော့ကာလာပိုင်ချာဖြစ်ပါတယ်စေတနာတွေမပူပါနဲ့ဝေဒနာဖြစ်ရတတ်ပါတယ်စေတနာကောင်းတာမှကံကောင်းမယ်ဆိုပေမဲ့ဒီကာလာဟာ ဘာသာတရားများများလို့ဖို့လိုအပ်ကြောင်းလည်းဖြတ်လောင်းပြောကြားလိုက်ပြစီဗဇက်ကဖရာလက်ကကာယဖြစ်တတ်တဲ့အတွက်မိမိတို့ရဲ့လုပ်ငန်းနဲ့ပတ်သက်လို့လုပ်ငန်းပြရဲ့အတိုက်ခိုက်တွေပေါ်ထွက်တယ်လို့လုပ်ငန်းသူအလုပ်သူတွေကနေပြီးတော့မလိုမုန်းထားဂုံထားတဲ့စကားလေးတွေပေါ်တက်ပြီးတော့ပြဿနာတွေကိုလိုက်မရှင်းပါနဲ့ပြဿနာတွေရှင်းရင်ရှင်းလေရှုပ်လေရှင်းလေရှုပ်လေဖြစ်ရတတ်တဲ့အတွက်အချိန်တိုင်းမှန်တဲ့သူကအဖြစ်မှန်သွားမှာပါလို့ထပ်လောင်းအကြံပေးပြစီရှင်းကမှဒေါသကိုမနေနိုင်မဲနဲ့ခြေတန်းတင်ပြီးလောက်ကမှအမားလေးတွေပါတဲ့ကြောင့်ထပ်လောင်းပြောကြလိုက်ပြစီခင်ဗျာ လုပ်ငန်းပြိုင်အလုပ်ပြိုင်တွေရဲ့အတိုက်ခိုက်လေးတွေကြုံရတဲ့အတွက်တော့သတိထားဆင်ခြင်ပေးရလို့အကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်တနင်္ဂနွေသားသမီးတွေဒီလမှာအထူးသတိထားအားမှာကိုယ့်ပါဇက်ကနေပြီးတော့ဖြစ်ရှင်တဲ့အရာတွေကိုကြိုတင်ထုတ်ဖော်ပြောဆိုတာလေးတွေဟာထင်မော့ကြံ့ကြပြီးအစင်မပြေမှုတွေဖြစ်တတ်ကြောင်းသတိထားစေလို့ကြောင်းဆရာကထပ်လောင်းပြောရင်းနဲ့တနင်္ဂနွေသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွအယောင်းဖက်စီကိုမိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဈေးရောက်ကောင်းစီရအတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဆရာတို့ဟို သတင်းစာစက်ကူကလေးကိုတေဝင်းလေးနဲ့စီးပြီးတော့လိုက်လိုက်ပါအလုံးလေးလိုက်ပြီးတော့မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဘယ်လက်နဲ့ခုနှစ်ချက်တိတိအသက်အောင်ပြီးတော့ရိုက်ပြီးတော့ရိုက်ပုတ်ပြီးတော့အသက်အောင်ပြီးတော့ရောင်းထွက်ပါစေရောင်းထွက်ပါစေရောင်းထွက်ပါစေဆိုရိုက်ပုတ်ပြီးတော့အသက်အောင်ပြီးခုနှစ်ချက်တိတိရိုက်ပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုလိုက်ရိုက်လိုက်ပါဒါဆိုရင်အယောင်းတော့အယောင်းဖတ်သွားစီမှာအသေးချာပဲဖြစ်တယ်အဆက်ဆက်ရရအစဉ်ပြေစီပြီးတော့ပြုလုပ်ရမယ်ရေရီယာအနေနဲ့မပြောမိ ဇေယံငယ်နာမပေးလေမေးရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချက်790290416 WhatsApp Telegram မှာဖြစ်စီ Viber number 6635050နှစ်မှာဖြစ်စီဆက်သွယ်မိမြနိုင်ကြောင်းထက်လောက်ကြော်ညာဝင်နေနဲ့နှလုံးလေးသားမိတ်ဆွေတို့အဋိဋ္ဌံပြုလို့တဲ့ဇေယံငယ်ရဲ့မိတ်ဆွေနှလုံးလေးသားတို့များအဋိဋ္ဌံပြုလို့တပတ်ဆိုရင်တော့ဖြင့်ဝိစာစရဏတမန်တော်ဝိစာအတိပညာစရဏအကျင့်မှာပါကြီးမြတ်တော်မူသော မြတ်စွာဘုရားဆိုတဲ့ဘုံတော်လေးကိုအာယုပြုဒီနေ့ကိုပတိသုံးပတ်နှုန်းနဲ့၁၇ရက်တိတိအတိတ်ကြောင့်ဝင်လာရင် အခအခဲဆိုတာဘာလဲလို့မေးရလာအောင်စင်ပြေအောင်ပြီးတိုးတက်လာမှာအတိအကျပဲဖြစ်ကြောင်းနဲ့ချွေယုံဝင်တတ်ပါတယ်ဖုံးဆက်ပစ္စည်းဆိုင်ကလက်ဆောင်ပစ္စည်းတစိုးပန်တာတွေအထောက်အကူရရှိတတ်တော်လားတပည့်လက်သားတွေရဲ့အကူအညီကိုများစွာရရှိတတ်တော်လားဖြစ်ပါတယ်အဆက်ဆက်အရရာစင်ပြေအောင်ဝင်ပြီးတော့ငွေကြီးရေးအစင်ပြေစေရန်အတွက်ပြုလုပ်ရမယ်ယရိယာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျငွေကြီးကအားကောင်းစီပြီးတော့ ပြုလုပ်ရမယ်ရေဒီယာအနေနဲ့ဆိုရင်တော့မိမိတို့ရဲ့အိမ်ကဖျားမှာနော်မိမိတို့ရဲ့အိမ်ကဖျားမှာနေ့စဉ်နေ့တိုင်းသို့မဟုတ်ဖြစ်စေအဲတပတ်ကိုမိမိရဲ့မွေးနေ့တရက်မှာဝါစိမ့်နေဆိုတော့ဖျားနိုင်လေအဝါရောင်တတိုင်းအစိမ့်ရောင်တတိုင်းအနီရောင်တတိုင်းဝါစိမ့်နေဆိုတော့ဖျားနိုင်လေသုံးနိုင်ကိုမိမိအရင်မျက်စောဖျားမှာဖြစ်စေလုပ်ငန်းစည်းဆိုင်ရဲ့ဖျားမှာဖြစ်စေပူဇော်ထွင်ညီပြီးတော့ဝါစိမ့်နေဖျားနိုင်သုံးနိုင်တောက်တော်ရီသုံးွက် ။ဒါပြီးတဲ့အခါမိတ်ဆွေတို့အမွှေးတိုင်တုံးတာ။ဒါလေးတွေကိုပူဇော်ပြီးတော့မိမိတို့ရဲ့အိမ်ဖျားမှာတကယ်လို့အမွှေးတိုင်နေပါလိမ့်ဆိုတချို့ကြတော့အဲပူဇော်လေးပူဇော်တာမရှိလို့ရှင်လေရပါတယ်။အဲဝါစင်းနေပြောင်းနိုင်တုံးတိုင်တောက်တော်ရီတုံးခွက်နဲ့မိမိအိမ်ကမျက်စွာဖျားမှာနော်လူတန်းပြီးတဲ့အခါအဆက်ဆက်ရရအောင်မြင်စင်ပြီးပါစေဆိုပြီးတော့ဆရာတို့အဲမိမိတို့ရဲ့အခက်အခဲအကြက်တဲမှန်တယ်များကိုအစင်ပြေစီရန်တို့ကဂျေးစီကလေးကိုတုံးချက်တီးပြီးတော့ လိုရာကိစ္စကိုအောင်မြင်ရင်ငွေကြေးကိစ္စဈေးဆိုင်လက်ပိတ်နေတဲ့ຢာတွေအားလုံးပြန်လဲပွင့်လန်းပြီးအဆက်ဆက်ရရအစီအမီအောင်မြင်မယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနေ့ဝင်သားသမီးမိတ်ဆွေတွေအားလုံး2025ခုနှစ်17လပိုင်းတွင်မှာအဆက်ဆက်ရရအောင်မြင်တိုးတက်လို့ယရနာစင်ကြောက်ဇေတောက်တန်းကစားနိုင်ကြပါစေကြောင်းနဲ့ဆရာဟောခဲ့တဲ့အချက်ကလေးတွေမှာအစိုးဥမ္မန်သမီးအကျိုးမပေးတော့အရာကံရဲစီတော့အရာမှန်သမီးတွေမိတ်ဆွေတို့အတွက်မထီရောက်မတက်ရောက်မဆိုင်မင်းနဲ့ဆရာဟောတဲ့အချက်လေးတွေမှာကောင်းသောကိစ္စ ကောင်းသောအရာလေးတွေကသာမိတ်ဆွေတို့အတွက်ထိထိမိမိနဲ့အောင်မြင်မှုတွေရရှိပြီးအောင်မြင်မှုအပေါင်းတရဖို့စောင့်ကြပါစေကြောင်းဆုတောင်းဖွဲ့ပနာပြုရင်းနဲ့တနင်္လာနေ့သားသမီးတွေအားလုံးတက်နေတဲ့ဘုလက်ဝီဖြူကြပါစေခင်ဗျတနင်္လာမှာပြန်ဆုံကြတာပေါ့ဗျာယေရှုတင်ပါလေပြန်ကြည့်ပြန်လေရှေ့ဆရာလုံးနေတာဆရာဘာလို့လဲ